ာပြုပြီးသားတခုနဲ့မျိုးသားရင်းနဲ့ယူမှချမ်းသာကျေဝါလာတဲ့ထိတ်တမ်းမင်းသမီးလေးရောက်နံပါတ်၁ပိုးချပြုခင်အင်နာကွဲတခုနဲ့ကလေး၃ယောက်ပြီးမုတ်ဆိုးဘုတ်ကိုယူပြီးလို့အစောပိုင်းမှာတော်တော်လေးဝေဖန်ခံခဲ့ရတာကတရုတ်ဆောင်မင်းသမီးလေးပိုးချပြုခင်မှာဒါကလည်းမင်းသမီးပိုးချပြုခင်ကလည်းအပြုတ်ဖြစ်တဲ့ပြင်အာမင်းနဲ့ထိတ်တမ်းမင်းသမီးတို့ဟာဖြစ်နေပေမယ့်သားသမီး၃ယောက်အပြင်မုတ်ဆိုးဘုတ် PK ထွန်းကိုယူသွားတဲ့အတွက်ငွေမတ်တဲ့မျိုးသမီးဖြစ်အပြင်းထန်ဝေဖန်မှုခံခဲ့ရတာပါဒါပြင် PK ထွန်းရဲ့ပိုးချပြုခင်တို့ရဲ့အင်နာရီကတည်မြဲမှာမဟုတ်ဘူးဆိုတဲ့ဝေဖန်သံတွေလည်းရှိခဲ့ပါတယ် ။ဒါပေမဲ့လည်းပို့ကြပြုပြတခုလည်းပီကေထွန်းကိုယူပြီးမှတာယာပျော်ရှင်တဲ့ဘဝလေးကိုရရှိပိုင်ဆိုင်ထားနိုင်တာပါ။ နမနေ့မင်းသမီးခင်လင်းတွင်အသက်39နှစ်ရွယ်မှာပြုတ်ကြီးဘွားကိုဆုံးလွတ်ခါအိမ်တော်ပြုတ်သွားခဲ့သူမင်းသမီးလေးခင်လင်းတွေကတော့အိမ်တော်ခွဲတယောက်နဲ့ဖူးစာဆုံးခဲ့ရတာပဲဖြစ်ပါရင်သူမရဲ့မျိုးသားဖြစ်သူဟာငယ်စဉ်ကတငယ်ချင်းတွေဖြစ်ခဲ့ပူပေးပြန်တွေ့ချိန်မှာအမျိုးသားဖြစ်သူကအိမ်တော်ခွဲတယောက်ဖြစ်နေကြလို့သူမအနေနဲ့ယူသိမ့်မြူသိမ့်များစွာစဉ်းစားခဲ့ရသူပဲဖြစ်ပါရင်သူမရဲ့ဆုံးဖြတ်ချက်ကိုမှန်ကန်ခဲ့ပြီးတော့အခုဆိုရင်အောင်မြင်တဲ့ဟိုတယ်နဲ့ခီးသွားလာရဲ့လုပ်ငန်းတွေများစွာတည်ထောင်နိုင်ခဲ့ပြီပဲဖြစ်ပါရင်နမတော်မြတ်သူသူစဉ်အမတေဖော်မင်းသမီးမြတ် က်သူသူစင်ဟာလည်းကိုဆိုင်ထက်မြက်လို့ခေါ်တဲ့အိနာကွဲမျိုးသားတစ်ယောက်နဲ့ဖူးစာဆောင်ခဲ့သူပဲဖြစ်ပါတယ်။ဒီလိုအိနာကွဲမျိုးသားလုပ်ငန်းရှင်တစ်ယောက်နဲ့သူမအိနာပြုတ်သွားတဲ့ပေါ်ငွေကြေးတွေကိုမှတ်မောတဲ့အတွက်ဒီလိုအိနာကွဲယောက်ျားတစ်ယောက်ကိုယူရဲဆိုတဲ့ပြောဆိုမှုများစွာကိုခံခဲ့ရတာပါ။ဒါပေမဲ့မိသမီးမြက်သူသူဟာသူမရဲ့ခင်မုန်းရဲ့နားလည်မှုရှိဆုံးပျော်ရွှင်ရဆုံးနဲ့တယောက်ကိုတယောက်ချစ်ခင်စွာအောင်မြင်တတ်တဲ့အိနာရဲလေးကိုတည်ထောင်ထားခဲ့တာပဲဖြစ်ပါတယ်။